မင်္ဂလာပါမြန်မာအော်ဒီယိုဘုတ် YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါရောဘတ်ကီယိုဆာကီရေးသားထားသည့် Richard the Poet ဆင်းရဲသောဖေဖေရှမ်းသာသောဖေဖေညီသည့်ဘာသာပြန်ဆိုသည့်ဒီကနေ့အခန်း၁ ရှမ်းသာတဲ့ဖေဖေစီးရဲတဲ့ဖေဖေစာအုပ်ဒီအီဇာရေးဆရာရောဘတ်ဂီယိုစာကြီးဖတ်ခင်ဖြစ်သူ PhD ဘောရပညာရေးဌာနကြီးကဲကွယ်လို့နှင့်သူဤအခင်မင်းဆုံးတငယ်ချင်းဖတ်ခင်ဖြစ်သူအသက်73နှစ်ကျောင်းမထွက်ရီဟာဝိုင်မြို့တွင်ရှမ်းသာဆုံးစီးရင်ဝင်တယောက်ဖြစ်လာသူတို့ဤငွေကြေးနှင့်ပတ်သက်သည့်သင်ခန်းစာပေတကယ်ဖြစ်ရမှန်အဖြစ်ပြက်များပင်ဖြစ်ပါသည်အီဇာဟုတ်ဒီရေးနေကြစာအုပ်များမှခွဲထွက်ကမိတ်ဆွေအတွက်ကြီးပွားရန်လမ်းကြောင်းနှီးပုံစံတစ်တွေကိုရှာဖွေပေးထားပြီး ။မိုးပဲမဆငွေတွေလက်ထဲတွင်များပြားစွာစုဆောင်းမိမှရှမ်းသာရမည်မျိုးမဟုတ်ဘဲတခြားသောနီလန်းများဖြင့်ပင်စင်စားပွားရောက်သည့်အချိန်ရှမ်းသာစွာနေထိုင်နိုင်မဲ့နီလန်းများကိုဖော်ပြထားပါသည်။တင်းသည်ရှမ်းသာသူတို့ဖြစ်ရန်အတွက်ဝင်ငွေများပြားလှသည့်အလောက်ကမျိုးကိုရှာဖွေလောက်ကနေရမလိုပေ။တဲ့အတွက်အမှန်တကယ်လိုအပ်နေသည်မှာငွေကြေးနှင့်ဆန်သည့်ပညာရေးဖြစ်၍ထိုပညာရက်ကိုဤစာအုပ်ကတင့်အားပေးဆွမ်းနိုင်လိမ့်မည်ဖြစ်သည်။ဤစာအုပ်ရေးသူ၏အကြောင်း ဟာဝိုင်အီတွင်ဝေဘာကြီးပြင်းခဲ့ရသောရောဘတ်ကီအိုဆာကီသည်စထုတ်ထမြောက်ဂျပန်အမေရိကန်သွေးပါသူမျိုးဆက်တစ်ဦးဖြစ်သည်သူသည် နယူးယောက်တွင်ဗိုလ်ရခဲ့ပြီးနောက်ရေတပ်တို့ဝင်ရောက်က BNN နိုင်ငံသို့ဟယ်လီကော်ပတာတနက်တစ်ဖက်၏အရာရှိပိုင်းလွန်ဖြင့်ဝင်ရောက်သွားသည်စစ်မြေပြင်မှပြင်ရောက်သောအခါရောဘတ်သည် Zero Corporation တွင်ဝင်ရောက်လောက်ကင်ပြီးနောက်1989ခုနှစ်တွင်ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်လိုက်သည်ထို့နောက်ပထမဦးဆုံးနိုင်လွန်နှင့်ဘဲခရိုလက်ခံအများကိုဈေးဝယ်တဲ့သို့တင်သွင်းခဲ့သည်1985ခုနှစ်တွင်နိုင်ငံကပညာရေးကုမ္ပဏီတစ်ခုထောင်လိုက်သည်သူသည်ထိုကုမ္ပဏီမှတဆင့်ကမ္ဘာနှံပြားရှိ လူထောင်ပေါင်းများစွာတို့ကိုစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုပညာရပ်များပိုရှာခဲ့သည်1944ခုနှစ်တွင်သူ၏လုပ်ငန်းများအားလုံးကိုရောင်းချလိုက်ပြီးအသက်48နှစ်တွင်အငြိမ်းစားယူခဲ့သည်သူငြိမ်းစားယူပြီးမကြာမီမှာပင်စင်းရဲတဲ့ဖဖေရှမ်းသာတဲ့ဖဖေစာအုပ်ကိုရေးသားခဲ့သည်ထိုစာအုပ်သည်နယူးယောက်တိုင်းမဂ္ဂဇင်းကြီး၏နံပါတ်1ရောင်းဝါအကောင်းဆုံးစီးဝင်ဖြစ်လာခဲ့သည်ထို့နောက်ထိုစာအုပ်ကိုအတန်လွင့်က တင်ဆက်ခဲ့သည်အတန်လွင့်အစည်းအဝေးတွင်လည်းအလုံးမင်းအောင်မြင်ခဲ့သည် ို့ဒီအတန်လွင့်တင်ဆက်တဲ့အစီအစဉ်များကိုချမ်းသာသောဖေဖေဤငွေကြေးလျှို့ဝှက်ချက်များစီးပွားရေးလုပ်ငန်း၏လျှို့ဝှက်ချက်များယင်းဒီမြုံနံမှုလျှို့ဝှက်ချက်တွေကိုထည့်သွင်းတင်ဆက်ခဲ့ပြီးထိုလျှို့ဝှက်ချက်များမှာမိတို့အမျက်ထောက်နိုင်ပြီဆိုသည့်အစီအစဉ်ကိုပါတင်ဆက်ခဲ့သည့် Robert Kiyosaki သည်လက်ရှိအချိန်တွင်သူ၏မိသားစုနှင့်တူဖိနစ်မြို့တွင်နေထိုင်လျက်ရှိသည်အမှားစကားချမ်းသာသည့်သူ၏ဥပဒေသင်များထဲမှအမျက်ထောက်ခြင်းချမ်းသာသူများသည်ကျွန်တို့လိုလူတွေနှင့်မလူသောနေဥပဒေသားတွေအတိုင်းလိုက်နာကျင့်သုံးသောကြောင့်တင့်နေနှင့် ိုဥပဒေသားတစ်ထဲကငွေကြေးကိုအမြဲထုံနိုင်မည်ဖြစ်သည်ကျွန်တော်တို့အများစုသည်ကြောင်းသွားအတန်းတက်လုံခြုံစိတ်ရရသည့်အလုပ်တစ်ခုတွင်မြဲအောင်လုပ်ကြိုးကြိုးစားစားလုပ်စသည့်ပုံစံကွက်စီးမြင်ဥပဒေသားတွေတွင်ကြီးပြင်းလာခဲ့ရသည်သို့သောချမ်းသာသူများကတော့ကျွန်တော်တို့တွင်ပုံစံချမ်းသာသည့်ဤစနစ်များကိုတိဆောက်၍ကျင့်ကြံလိုက်နာနေထိုင်ကြသည်အမှန်တိုင်းဆိုရရင်ချမ်းသာသူများသည်ကျွန်တော်တို့နှင့်လူများစုမတိကြတဲ့ကဘာတစ်ခုတည်းတွင် နေထိုင်ကြသူများဖြစ်ကြသည်ချမ်းသာသူများသည်အခွန်နည်းနည်းသာပေး၍သူတို့အိတ်ထဲသို့ငွေတွေမရက်မနာဝင်လာမိနီလန်တစ်ခုပေါ်တွင်သူတို့၏ဘဝကိုတိဆောက်ထားကြသည်တချိန်တည်းမှာပင်သူတို့အတွက်အမြန်ဆုံးကြံမိပေါ်တွင်သာသူတို့၏ငွေတွေကိုသုံးစွဲနေကြသည်တနည်းအားဖြင့်ဆိုရရင်ချမ်းသာသူများ၏နီလန်ဥပဒေသားများသည်သူတို့ကိုချမ်းသာမှုပေးသည့်နီလန်တွေသာဖြစ်သည်စတော့ဈေးဝယ်ထဲမှာမြေသူသည်သာအမှန်တကယ်ချမ်းသာနေကြသည်ကိုစဉ်းစားကြည့်ပါအရင်ကိစ္စတွင်တစ်ဆယ်ရာခိုင်နှုန်းသာဆုတ်ကန်၍ အစုခြေရာလုပ်ငန်းတွင်60ရာခိုင်နှုန်းပါဝင်သောချမ်းသာသူများ၏အနေအထားကိုမိတ်ဆွေသဘောပေါက်ပါရဲ့လားအမှန်တကယ်တွင်ချမ်းသာသူ30ရာခိုင်နှုန်းသည်နိုင်ငံ၏စုစုပေါင်းကြွေဝမှုကို1998ခုနှစ်က83ရာခိုင်နှုန်းထိပိုင်ဆိုင်ထားခဲ့ကြသည်တနည်းအားဖြင့်ဆိုရရင်ချမ်းသာနေသူများသည်ချမ်းသာပြီးရင်ချမ်းသာနေကြ၍အလဲလက်တန်းစားတို့သည်ချမ်းသာသူများ၏ဘဝပုံစံကိုမှီအောင်ကြိုးစားနေရမှအကျွေးပင်လည်းသို့နှစ်ပြီးရင်နှစ်နေကြခြင်းကပင်ချမ်းသာသူများအားပို၍ချမ်းသာစေမိအကြောင်းရင်းဖြစ်လာသည် ကိုရူးကိုချွေ၍တန်းကျဲတထင်းဘွားသို့ရောက်လာသည့်ရောဘတ်ဂီကိုစားကြည့်သည်ရှမ်းသာသောဖခင်၏လူဝတ်ချက်များကိုကောင်းစွာရွေးချယ်နိုင်ခဲ့ပြီးတော့တန်းကျွယ်တထေးဘွားသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။သူ၏ရှမ်းသာသောဖခင်သည်သူ့အားငွေမပေးခဲ့သို့သောငွေရစားကြီးစွာသောချမ်းသာမှုကိုသာစေစားနိုင်သောသူ၏လူဝတ်ချက်များကိုသာပေးသွားခဲ့သည် ယခုစာမျက်နှာပေါ်တွင်မိတ်ဆွေတွေ့ရမည်ဖြစ်သောအကြောင်းအရာများကိုတူချာဖို့ရရှိခဲ့သည်ထိုစာများသည်ရှမ်းသာနိုင်ရန်အတွက်ငွေများဆဆမလိုအကြောင်းကိုပြသမည်ဖြစ်သည်တင်းအတွက်အမှန်တကယ်လိုအပ်သည်မှာငွေကြီးပညာရေးဖြစ်၍ထိုပညာ၏ပုံသဏ္ဍာန်ကိုဤစာအုပ်ကတင်းအတွက်ဖော်ဆောင်သွားပေးလိမ့်မည်ဖြစ်သည်တတိပြုရမည်စကားတစ်ခုဤစာအုပ်မှာအချက်အလက်များသည့်ငွေကြီးဆိုင်ရာအလေအလတ်အဆင့်တန်ဖိုးနှင့်လှုပ်ရှားနေသည့်လူများပေါ်တွင်စိတ်နှောက်ယှက်ပေးနိုင်သည့်အလေအလတ်အဆင့်ဆိုသည်မှာလုံခြုံစိတ်ချရသောအလို့တစ်ခုတွင် ောင်းမွန်စွာလုပ်ကိုင်နေသူများငွေကိုရှစ်ကုပ်စူဆောင်းကအနားယူချိန်အတွက်ဝူစာမင်းစာများစူဆောင်းနေသူများပင်ဖြစ်ကြသည်အကယ်၍မိတ်ဆွေသည်စွန်စားပြုလို့ရမည့်ဤစနစ်များကိုတန်ဖိုးရယူရမည့်အပေါ်မှာစိတ်ဝင်စားမှုမရှိပါကယခုဖတ်ရှုနေသည့်စာအုပ်ကိုပိတ်လိုက်ယူမျှသာရှိပါတော့သည်တဏီယာဖြင့်ဆိုရမယ်ရှိသောတင်းသည်ရဲရင်သောအကြံဉာဏ်သည့်ဖြင့်ငွေကိုရှာဖွေတင်ဖို့အတွက်ငွေကြီးကြီးဆိုင်ရာအကြောင်းတရားများကိုပြောင်းလဲပြည်ရန်အသင့်ရှိနေမှမူဤစာအုပ်သည်တင်းရှာဖွေနေသည့်လိုအပ်ချက်များတွင်ဖြစ်နိုင်ပါသည် တင့်ငွေတွေကတင့်ကိုမြည်တို့နီးဖြစ် အခက်ပူအောင်စည်စားနေတယ်လဲဆိုတာကိုတင်သဘောပေါက်နိုင်ပါရဲ့လားသဘောပေါက်ပြီဆိုရင်တင့်ဘဝအတွက်အပြင်းမှန်းခံပြီးငွေကိုမရှာဖွေရသည့်ဘဝကိုရောက်နေပြီလားတဦးကချမ်းသာ၍တဦးကစင်ရသောဖေဖေနှစ်ယောက်၏ပုံမြင်ကျွန်တော်တွင်ချမ်းသာသောဖေဖေနှင့်စင်ရသောဖေဖေဟူ၍နှစ်ယောက်ရှိပါသည် အဖေတယောက်မှာပညာရေးတွင်အဆင့်တန်းမြင့်မား၍ဉာဏ်ရည်ကောင်းသည့် သူသည် PhD ဘွဲတစ်ခုကိုရယူပြီး၄နှစ်ပြည့်မှရယူနိုင်ပြီဘွဲတစ်ခုကိုနှစ်နှစ်အတွင်းမှာရအောင်ယူပြနိုင်ခဲ့ပါသည်သူသည်ရှီကာဂိုမြို့၏တက္ကသိုလ်ဖြစ်သည့် Stanford University သို့ဆက်တက်ခဲ့သည်ထို့မှတစ်ဖန်ငွေကြီးဆိုင်ရာပညာရပ်များကိုကိုလွန်ကျော်စီရန်နောက်ဝက်တန်းတက္ကသိုလ်တွင်ဘွဲလွန်တန်းများကိုထပ်မံတက်ရောက်ခဲ့သည်နောက်ဖေဖေတယောက်မှမူရှစ်တန်းပင်မအောင်ခဲ့သူဖြစ်သည်ဖေဖေနေအောင်စလုံးမှာသူ့၏အသက်မွေးမှုလုပ်ငန်းများတွင်အောင်မြင်နေကြပြီးတသက်လုံးအလုပ်ကိုကြိုကြိုဆဆလုပ်ကင်ခဲ့သူများဖြစ်သည့် နှစ်ယောက်စလုံးကဝင်ဝင်ကောင်းကြသည်တို့ရာတွင်တယောက်မှာတော့ငွေချင်းနှင့်ပတ်သက်ပြီးအမြဲယုံကနေရသည်နောက်တယောက်ကတော့ဟာဝိုင်းီတွင်အချမ်းသာဆုံးဇီးဝင်တူဖြစ်လာသည်တယောက်မှာကွယ်လွန်ချိန်မှသူ့မိသားစုအတွက်အလူခံဌာနများအတွက်သူ့ဤဖခင်เจ้าများအတွက်ဒေါ်လာတန်ပေါင်းများစွာထားခဲ့နိုင်ခဲ့သည်နောက်တဦးမှာကပေးဆက်စရာအကျွေးမြီများကိုသာခြံထားခဲ့လေသည်ဖေဖေနှစ်ယောက်စလုံးမှာတတော်မြီတန်မာ၍မြင့်မြတ်သောစိတ်ဓာတ်နှင့်တူဩဇာအာဏာရှိသူများဖြစ်ကြသည်ထိုရောကြသောနှစ်ယောက်စလုံးမှာကျွန်တော်အားအကြံဉာဏ်များပေး၏ သို့သောနှစ်ယောက်စလုံးပေးသည့်အကြံဉာဏ်များမှာထပ်တူညီမျှမတူညီကြပေနှစ်ယောက်စလုံးသည်ပညာရေးတွင် ပြင်းထန်သောယုံကြည်ချက်များထားရှိသည်သို့သောသူတို့ညွန်ပြပြောဆိုသည့်လေးလံတင်ယူမှုများသည်လုံးဝတူညီမှုမရှိပါအကယ်၍ကျွန်တော်တွင်ဖေဖေတူးတည်းရှိပါကကျွန်တော်အတွက်ပေးလာသောအကြံကိုလက်ခံလင်းလက်ခံမီညင်းပယ်ရင်ညင်းပယ်မီဖြစ်သည့်အခုတော့ဖေဖေနှဦးရှိနေ၍သူတို့နှဦးကပေးလာသောအကြံဉာဏ်များကိုမိမိရှုတော့မှနေ၍ရွေးချယ်ရမည်ဖြစ်သလိုထိုနေရာစလုံးမှာလည်းတူးကချမ်းသာသောဖေဖေဖြစ်၍ တူကစီရင်သောဖဖြစ်ဖြစ်နေပါသည်ကျွန်တော်ဒီသူတို့ပေးသည့်အကြံဉာဏ်များကိုဒီတိုင်းလက်ခံထားခြင်းမရှိသလိုငင်းပယ်ပြစ်ခြင်းလည်းမရှိပါထိုအကြံဉာဏ်များကိုရှယ်ကားတွေးခြင်းနှိုင်းရှင်ခြင်းများပြုလုပ်၍ကိုယ့်အတွက်တင့်တော်မီထင်သည်များကိုရွေးချယ်နေမိသည်ပြဿနာရှိသည်ကချမ်းသာသောဖဖြစ်သည် ထိုစဉ်ကမချမ်းသာသည်စီရင်သောဖဖြစ်သည် ထိုစဉ်က မစီရင်သည်နှစ်ယောက်စလုံးမှာသူတို့၏အလုပ်တောင်ဝင်များကိုအစပြုဆောင်ရွက်စေပြီးတော့နှစ်ယောက်စလုံးသည်ငွေကြေးအတွက်မိသားစုအတွက်ကျိုးစားရုံးကန်ရှာဖွေနေကြသည် တိုးတော့ငွေနဲ့ပတ်သက်လာရင်တော့သူတို့တွေမတူညီသောအမြင်ကိုစီရှိနေကြသည်ဥပမာဆိုရရင်ဖေဖေတယောက်ကငွေတစ်ခုတည်းကိုပဲရှိတာဟာမကောင်းမှုအလုံးရဲ့ရေးသောမြင်ပဲဟုဆိုရင်ကြံဖေဖေတယောက်ကငွေမရှိခြင်းဟာမကောင်းမှုအလုံးရဲ့ရေးသောမြင်ပဲဟုဆိုနေတတ်သည် အားကြီးလာသောဖေဖေနှစ်ယောက်၏ဩဇာလွမ်းမမှုခံရသောကျွန်တော်လိုလူငယ်တယောက်နေနှင့်အခက်ခဲတွေကြုံရသည်ကျွန်တော်သည်မိဘစကားကိုနာခံတတ်သောသားလေးမှတယောက်ဖြစ်ရှင်သည်တို့ရတွင်ဖေဖေနှစ်ယောက်၏ဆိုးဆုံးမှုများမှာတူညီရန်ဆို၏ဘာတစ်ခုမှမရှိပေ ငွေပေါ်ထားသည့်သူတို့၏သဘောထားနှင့်ပတ်သက်လျင်နှိုင်းရှင်ကြည့်မိနေသည့်ကျွန်တော်သည်မိမိ၏စုံစမ်းမှုများကိုအားထုတ်၍အစီအစဉ်များရည်ဆွဲနေမိသည်သူတို့တဦးချင်းပြောသောစကားများကိုပို၍အချင်းချင်းကြားတွေးတောတက်လာသည့်ကျွန်တော်၏မြောင်များလာစွာသောကိုယ်ပိုင်ရှိန်များကိုပြန်တွေး၍ဖေဖေယားဒီစကားကိုဘာကြောင့်ပြောရတာလဲဟုမိမိကိုယ်ကိုပြန်ပြီးတော့မေးခွန်းထုတ်နေမိသည်နောက်ဖေဖေကပြောသောစကားများကိုလည်းထို့သို့ပင်ပြန်လည်မေးခွန်းထုတ်နေမိသည်ဟုတ်တယ်သူပြောတာမှန်တယ် ဒါကတော့ငါသဘောတူတယ်ဟုတာမန်သာလက်ခံလိုက်ပြီဆိုရင်တော့ခေါင်းရှုပ်စရာအကြောင်းမရှိပေဒီဘိုးကြီးကဘာတွေပြောနေမှမသိဘူးအဲ့ဒါလိုရင်းပယ်လိုက်ပြီဆိုလဲကျွန်တော်အတွက်ခေါင်းရှောင်နေစရာအကြောင်းမရှိကျွန်တော်ဒီသူတို့ပြောသောစကားများကိုအမှုမဲ့အမှတ်မဲ့ထားလိုက်သည့်ထက်ဖခင်နေရာစလုံးကိုကျွန်တော်အလွန်ရှင့်နေသောကြောင့်သူတို့ဤစကားများကြောင့်ကိုဘာသာကိုပင် အားဆိုင်၍တွေးတက်လာသည်ကျွန်တော်ဒီမိမိအတွက်အကျိုးရှိသည့်များကိုရွေးချယ်တွေးတောတက်လာသောကြောင့်ရေရှည်တွင်မိမိအတွက်အလွန်ပင်အကျိုးရှိလာခဲ့သည် သူတို့ပြောသောစကားများကိုတာမန်သဘောမထားခြင်း၏အကျိုးအမြတ်ဟုလည်းဆိုနိုင်သည်။ချမ်းသာသူသည်ပို၍ချမ်းသာလာရခြင်း၊စင်းရဲသူသည်ပို၍စင်းရဲလာရခြင်းနှင့်အလေလက်ဒန်းစားများသည်လေလိုရင်းတကြိုးဖြစ်နှင့်ကျွေးလေပင်အထိနှဲ့ရခြင်း၏တခုတည်းသောအကြောင်းရင်းမှာသူတို့သည်ငွေကြီးနှင့်သဘောတရားကိုအိမ်မာသာသိခဲ့ရပြီးတော့ကြောင်းများတွင်မတင်ကြားခဲ့ရသောကြောင့်ဖြစ်လေသည်။ကျွန်တော်တို့အများစုသည်ငွေ၏အကြောင်းကိုကျွန်တော်တို့၏မိဘများထံမှပင်သင်ယူခဲ့ရသူများဖြစ်ကြသည်။ ထို့ကြောင့်ဆင်းရဲသောမိဘများသည်မွေး၏သဘောတရားကိုသူတို့၏သားသမီးများအားဘဲကဲ့သို့များတင်ကြားပေးနိုင်မည်နီထိုမိဘများသည်တာမန်ရိုးရိုးပင်ပြောနိုင်ကြလိမ့်မည်။ကျောင်းနေတုံးစာကူသာစူးစမ်းပြီးကြက်ထိုကားကလေးသည် အမှတ်ကကောင်းဖြင့်ကျောင်းပြီးလျင်ပြီးသွားလိမ့်မည်။သို့သောဆင်းရဲသောမိဘတို့၏ငွေကြေးကံတွယ်မှုပုံစံနှင့်ပင်ကလေး၏အသိဉာဏ်ကိုတိဆောက်ပေးနိုင်ရုံများသာရှိလိမ့်မည်။ကလေး၏ငွေကြေးနှင့်ပတ်သက်သောသဘောတရားသည်လေစဉ်ခါကတင် जा ထားပြီးတော့အတိလောက်သာရှိလိမ့်မည်။ငွေနှင့်ပတ်သက်၍ကြောင်းများတွင်တင် जा ပေးခြင်းမရှိပေ ကျောင်းများတွင်ဘာသာရက်ကျွမ်းကျင်မှုအလောကန်ဆိုင်ရာကျွမ်းကျင်မှုလောက်ပေါ်သာအာယုံဆက်၍မျော်မှန်းခဲ့ကြသည်။သို့သောငွေရေးကြီးနှင့်ဆိုင်သည့်ကျွမ်းကျင်မှုများပေါ်တွင်တော့ဗဟုမပြုခဲ့ကြ။ရင်းသဘောကြောင့်ပင်မြေမြကျွမ်းကျင်သည့်ဗန်လုံသားဖြစ်စေ၊ဆရာဝန်ဖြစ်စေ၊စီးရင်ကျွမ်းကျင်အောင်ကျောင်းတွင်မှတ်ကောင်းစွာရနေသူများဖြစ်ပါစေ။သူတို့အားလုံးသည်ဘဝအတွက်ငွေရေးကြီးချပေမှုတွင်လုံးမနေရဆဲရှိသေးသည်။အလွန်ပညာသက်သောအလွန်ထူးချွန်ပါသည်ဆိုသောအကြီးအကဲများ၊ကင်တွယ်နေရသည့်နေပယ်ကြီးများတွင်အကျွေးထူပြောနေရရှိမှာ။ ထိုသူများသည်ငွေကြီးပညာရဲ့နှင့်ပတ်သက်ပြီးအသိနေပါသူလုံးဝမသိသူများဖြစ်နေသောကြောင့်ပင်ဖြစ်သည်ဇီဝိဒဌာနနှင့်လူမှုဖူလုံရင်ဌာနများတွင်ငွေများပြက်လက်သွားမှုရှိပါကဘာများဆက်ဖြစ်လာမှလဲအဲ့ဒီလိုကျွန်တော်မကြာခဏဆိုသလိုရှေ့ကိုမျောတွေးနေတတ်သည်တန်ပေါင်းများစွာလာသောလူသားတို့သည်ငွေရေးချေးလိုအပ်မှုနှင့်စေဝါထောက်ပံ့များကိုလိုလားသည့်အခါတမျိုးသားလုံးသည်မိသို့ရှင်သန်ကြံရစ်နိုင်မည်နီးလူပေါင်းများစွာသည်သူတို့မိသားစုပေါ်တွင်မိခိုအားထားရနေခြင်းမှသို့မဟုတ်အစိုးရစီမှ ငွေရေးကြေးရေးထောက်ပံ့များတွင်အရေးခိုနေရပါလျက်နိုင်ငံတော်ကြီးသည်မိကဲ့သို့ရှင်းတန်းနိုင်မည်နီအဖေနှစ်ယောက်၏ဩဇာကိုကျွန်တော်ခံယူထားသောကြောင့်နှုတ်စလုံးစီမှကျွန်တော်တင်ယူနေရပါသည်ကျွန်တော်သည်အဖေတယောက်စီ၏အကြံပေးမှုနှင့်သူတို့လုပ်ကံမှုအကြောင်းကိုတွေးတောတက်လာသောကြောင့်အတွင်းသို့ထိုးပေါက်မြင်ကြည့်လာတသောကြောင့်အစွမ်းတတိနှင့်တူလူတယောက်၏ဘဝထဲသို့ဝင်ကြည့်တတ်သောအတွေးဤထက်မြက်မှုကိုရရှိလာခဲ့သည်ဥပမာနေနှင့်ပြရမည်ဆိုလျှင် တဦးသောဖေကဤသို့ပြောတတ်သည့်အကျင့်ရှိသည်ငါကဒါကိုမစွမ်းနိုင်တော့ဘူးနောက်တဦးသောဖေဖေကမူထိုးသို့ပြောဆိုကိုတားမြင်လိရှိသည်ကျွန်တော်ကထိုးစကားမျိုးပြောလိုက်သည့်အခါထိုးဖေဖေကငါဒါကိုစွမ်းဆောင်နိုင်အောင်ဘယ်လိုလုပ်မလဲဟုပြောတတ်သည်တဦးကအကြောင်းအရာတစ်ခုကိုခင်းလိုက်လျင်နောက်တဦးကမေကွန်းတစ်ခုဖြင့်ပြန်မေးတတ်သည်တယောက်ကကျွန်တော်ကိုချိတ်ဖြုတ်ပြီးချိန်တွင်ကြံတယောက်ကကျွန်တော်ကိုစဉ်းစားခိုင်းသည်ဖေဖေနှစ်ယောက်စလုံးသည်အလုပ်ပင်ပန်းကြတော့လဲငွေနှင့်ပတ်သက်သည့်အကြောင်းအရာများပေါ်သည့်အခါဖေဖေတယောက်က အဲ့ရထဲရောက်သည့်အထိထိုအကြောင်းကိုအုံနောက်ထဲထားတတ်သည့်အကျင့်ပါရှိ၍နောက်တူသောဖေဖေကမူအုံနောက်ကိုလေ့ကျင့်ခန်းလုပ်၍မိဖျောက်ပြစ်တတ်သည့်အကျင့်ရှိနေသည်ရေရှည်မှာတော့တူသောဖေဖေသည်ငွေရေးကြီးဆံရပိုင်းတွင်အင်အားတိမ်ပါလာ၍နောက်တူသောဖေဖေမှာအင်အားကြီးမားသည့်ဖြစ်သူရောက်လာသည်ကျွန်တော်၏ဖေဖေနှစ်ဦးလုံးသည်အရှည်နေတိုင်းတွင်ဆန့်ကျင်ဘက်အတွင်ရှိကြသည်တူသောဖေဖေကလုံရန်စီခိုင်းတတ်၏မင်းစာကိုကြိုးစားတဲ့ဒါမှကောင်းတဲ့ကုမ္ပဏီမှာအလုပ်ရလိမ့်မယ်။နောက်တူဦးစီခိုင်းမုံကမင်းစာကိုကြိုးစားတဲ့အဲ့ဒါမှ ကုမ္ပဏီကောင်းကောင်းတစ်ခုကိုဝယ်ယူနိုင်လာလိမ့်မယ်အဲ့ဒီလိုဟူ၍ဖြစ်သည်တယောက်ကငါမချမ်းသာရတဲ့အကြောင်းရင်းတွေကမင်းတို့လိုသားသမီးတွေရှိနေရတဲ့အတွက်ကြောင့်ဟုပြောလင်နောက်တယောက်ကတော့မူငါချမ်းသာလာရတဲ့အကြောင်းကတော့မင်းတို့လိုသားသမီးတွေရှိနေလို့ပဲလို့ပြောတတ်ပြန်သည်ဖေဖေတူကသမင်းဝိုင်းတွင်ငွေကြေးအကြောင်းကိုဆွေးနွေးပြောဆိုတာကိုတားမြစ်တတ်သည်နောက်တစ်ယောက်ကတော့ညစာသမင်းဝိုင်းထဲမှာငွေကြေးစီးပွားရေးအကြောင်းပြောဆိုသည်ကိုအားပေးအားမြောက်နှင့်ရှိတတ်ပြန်သည်တယောက်ကငွေနှင့်ပတ်သက်လာတိုင်းထင်ထင်သင်သင်ရှိပြီး တိတ်အေးမဆွတ်နဲ့ဟုပြောလင်နောက်တစ်ယောက်ကတော့ဆွန့်ဆွန့်ဆားဆားနဲ့လောက်ကင်တက်တာကိုလည်းတင်ယူထားရတယ်ဟုပြောတတ်သည်တယောက်ကငါတို့ရဲ့အိမ်ဆိုတာငါတို့ရဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ငါတို့ရဲ့ကြီးမြင့်တဲ့အကျိုးအမြတ်ရှိရာနေရာဟုယုံကြည်လင်နောက်တစ်ဦးကတော့ငါအိမ်ဟာကျွေးမိခံထားရတဲ့အိမ်မင်းအိမ်ကသာရင်းနှီးမြှုပ်နှံမှုအတွက်အများကြီးဖြုံးလိုက်ရင်တော့မင်းဒုက္ခတွေ့ရမှာမှန်ပဲဟုယုံကြည်တတ်ကြသည် ဖေဖေတယောက်ဒီကုမ္ပဏီတစ်ခုခုသို့မဟုတ်အစိုးရဌာနတစ်ခုကမိမိလူလားချက်နဲ့မိမိလိုအပ်နေသောဂရုစိုက်မှုတို့ကိုပေးနိုင်လိမ့်မည်ဟုယုံကြည်သည်ထိုဖေသည်အမြဲတမ်းလိုပင်လက္ခဏာဘွားတွင်လက္ခဏာတိုးမြင့်လာ၏အလုံးမအနာယူရှင်တွင်စည်းစည်းရရှိ၏ခရီးထွက်ခွင့်ရ၏နှင့်တရားစိတ်ပျော်ရွှင်နိုင်စေအကြောင်းရှိရေးတို့ပေါ်တွင်သာတွေးနေလေရှိသည်သူဒီကြောင်းပီးစီနဲ့တပြိုင်နက်ရှောင်လွဲလို့မရသည့်ပိုင်ဆိုင်မှုတစ်ခုကိုသာမျှော်မှန်းလေရှိသူ၏စိတ်ကူးများထဲတွင် ဘဝလုံးကျုံမှုပေးနိုင်သောအလုပ်ဒီသာအရေးကြီးသည်ဟုအချိန်များစွာကြာမှဖြစ်လာသည့်အကျိုးကိုသာအလုပ်တစ်ခုလုပ်ရသည့်ထက်ပို၍မျှော်မှန်းနေသည်။သူမကြာခဏဤသို့ပြောတတ်သည်။ငါအစိုးရအတွက်ပင်ပန်းခံပြီးတော့အလုပ်လုပ်ပြီးတယ်။အဲဒီကရတဲ့ထိုက်တန်မဲ့အကျိုးကျေးဇူးတွေကိုပဲငါယူရမယ်။နောက်တစ်ဦးကမူအဆုံးသက်ငွေကြေးကြီးကိစ္စများ၌မိမိကိုယ်ကိုအားကိုးခြင်းပေါ်တွင်သာယုံကြည်သည် သူကထိုက်တံမဲ့စကားကိုဆိုသည်ကိုစန့်ကျင်ခြင်းဖြစ်သည်ကိုစွမ်းကိုစယုံကြည်မှုနဲ့ငွေအတွက်လိုအပ်ခြင်းနေသောအားငယ်စိတ်တို့ကိုဤကဲ့သို့ပြုပြင်ရမည်ကိုသာတွေးတောနေသည်ဖြစ်သည်ဖေဖေတူသည်ငွေအနေငယ်စုမိဆောင်မိဖို့အတွက်ယုံကံနေရစဉ်တွင်နောက်တူကယင်းကြီးမြုံနယ်ရမယ့်ကိစ္စတွေကိုသာတီထွင်ကြံစနေသည်ဖေဖေတယောက်ကကျွန်တော်လောက်ကင်ကောင်းကောင်းတစ်ခုရဖို့အတွက်စာကိုတူတူနဲ့ရှင်းရှင်းရေးပုံအားသင်ကြားပြသပေးသည်နောက်ဖေဖေတူကမူအလောက်ကင်များဖန်တီးနိုင်ရန်အတွက်ခိုင်မာသောစီးပွားရေးနှင့်ငွေကြေးဆိုင်ရာ စီမံကိန်းများရေးဆွဲဖို့ရေးဆွဲနည်းများကိုတင်ကြားပေးသည်ကျွန်တော်သည်အင်အားကြီးလာသောဖခင်နှစ်ယောက်၏ထုတ်ကုန်ပမာဖြစ်နေသောကြောင့်လူတယောက်၏ဘဝတွင် ရှိတတ်သည့်မတူညီတဲ့အတွေးများ၏ထိရောက်မှုများကိုစိန်ခံတက်လာခဲ့သည်များစွာသောသူတို့သည်သူတို့၏အတွေးများမှတဆင့်သူတို့၏ဘဝကိုအမှန်တကယ်ပုံသွင်းခဲ့သည်ဆိုတာကိုကျွန်တော်သတိထားမိလာသည်ဥပမာအနေဖြင့်ပြရမည်ဆိုရင်ကျွန်တော်၏စင်ရဲသောဖဖြစ်အမြဲပြောတတ်သောစကားလုံးများမှာငါတို့ဘယ်တော့မှချမ်းသာလာမယ့်အကောင်မဟုတ်ဘူးဆိုတဲ့စကားဖြစ်သည် ထိုကဲ့သို့နမိတ်ဖက်လိုက်သောစကားတစ်ခုသည်အမှန်တကယ်ပင် ထိုတိုင်းဖြစ်လာရပါသည်တစ်ဖက်ကဖေဖေကိုကြိလိုက်မယ်ဆိုရင်သူ့ကိုယ်သူသတိဖြစ်ရမယ်ဟုညွန်နေတတ်သည်သူကအောက်ပါစကားမျိုးကိုသာပြောနေလိမ့်မည်ဖြစ်သည်ငါကသတိတယောက်ပဲကွာသတိဆိုတာဒါမျိုးတွေမပြောဘူးထိုဖေဖေကတော့ငွေကြီးအချီနီပြတ်သွန်းသွားသည့်အချိန်အခါမျိုး၌ပင်သူ့ကိုယ်သူသတိတယောက်ဟုသာဆက်လက်ရည်ညွှန်းပြောဆိုနေဆဲဖြစ်သည်ထို့ပြင်သူကစီးရတာနဲ့စီးဝါပြက်တာကမတူဘူးကွာစီးဝါပြက်တယ်ဆိုတာခဏပဲ ဆင်းရဲတယ်ဆိုတာကတသက်လုံးဟုစင်ကျင်ပေးတတ်သည်ပြန်သည်ကျွန်တော်၏ဆင်းရဲသောဖေဖေကလည်းငါကငွေကိုစိတ်ဝင်စားတာမဟုတ်ဘူးကွာငွေကတိတ်ပြီးတော့အေးမကြီးဘူးဟုပြောလေပြောထားချစ်တယ်လို့ချမ်းသာသောဖေဖေကလည်းငွေဆိုတာစွမ်းအားပဲကွာဟုပြောတတ်ပါသည်ထို့ကြောင့်ကျွန်တော်တို့တွေးများသည်စွမ်းအားကိုတိုင်းတားယူမရသလိုတန်ဖိုးဖြည့်ရည်မရခဲ့တော့လဲကျွန်တော်လိုကလေးတယောက်အနေနဲ့မိမိရဲ့အတွေးကိုတတိပြုမိပြီးတော့မိတို့ဖော်ဆောင်ရမည်ဆိုတာကိုရိတ်မိသိရှိလာခဲ့သည်ကျွန်တော်၏စင်းရဲသောဖေဖေစင်းရဲနေရသည့်အကြောင်းရင်းများမှာ သူ့ဝင်ဝေပမာဏကြောင့်မဟုတ်ပဲသူ့ရဲ့အတွေးများကြောင့်သူ့ဤလှုပ်ဆောင်မှုများကြောင့်သာဖြစ်သည်ဟုကျွန်တော်ကသတိပြုလာမိသည်ကျွန်တော်ဒီကလေးငယ်ဘွားကလေးကမိခဲ့သူတို့တွေးခေါ်မှုကိုဂရုတစိုက်တုပလှုပ်ဆောင်ရမည်ဆိုသည်ကိုသိရှိလာခဲ့ပါသည်ကျွန်တော်အနေနဲ့စင်ရသောဖေဖေဤစကားကိုနားထောင်ရမလားချမ်းသာသောဖေဖေဤစကားကိုနားထောင်ရမလားဆိုတာမသိသေးပါသူတို့နှစ်ယောက်စလုံးသည်ပညာရေးနှင့်တင်ယူမှုကိုအလွန်လေးစားသူများဖြစ်ကြတော်လဲတင်ယူခြင်းနှင့်အရေးပါမှုပေါ်တွင်သူတို့နှစ်ယောက်စလုံး၏အတွေးများကတူညီမှုမရှိကြပေတယောက်ကကျွန်တော်ကို ပညာရေးတွင် ကြိုးစားပြီးတော့ဘွဲ့တွေရအောင်ယူစီရှင်သည်ဘွဲ့ရပြီးလင်ဝင်ဝေကောင်းသောအလုပ်တစ်ခုခုကိုရစီရှင်သည်ရှစ်နေစီရင်ကန်စီဝါရေးကြောင်းကြောင်းတက်ပြီးတော့ MBA ဘွဲ့စသည့်ပညာရေးတစ်ခုခုကိုပပောက်မြမြောင်ဖြစ်စီရှင်တင်ယူစီရှင်သည်ကျန်တယောက်ကတော့ချမ်းသာအောင်မိတို့လှုပ်ဆောင်တဲ့နည်းဆိုတာကိုတင်ယူစီရှင်သည်ငွေကြေးနဲ့လှုပ်ဆောင်မှုများကိုနားလည်စီရှင်သည်ငွေရအောင်မိခဲ့သူလုံးမလဲငွေကိုမိခဲ့သူအတုံးချမိကို လေ့လံတင်ယူစီရှင်သည်ကျွန်တော်အသက်9နှစ်ရွယ်က ငွေကြေးနဲ့ပတ်သက်သည့်ချမ်းသာသောဖေဖေကြီးအကြံပေးချက်ကိုနားထောင်ပြီးတော့တင်ယူရန်ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပါသည်ထို့သောဆုံးဖြတ်ချက်ချလိုက်သည့်နှစ်ကောလိပ်မှဘွဲရီများကြီးရယူထားသည့်ဆင်းရဲသောဖေဖေကြီးစကားကိုနားမထောင်ရန်လဲဆုံးဖြတ်ချက်ချခဲ့ရပါသည်ထို့ဆုံးဖြတ်ချက်ကြောင့်များစွာထူးခြားသွားခဲ့ရပါသည်ကျွန်တော်သည်ပညာတွေများကြီးတက်ပြီးဘွဲရီများကြီးရထားသည့်ဆင်းရဲသောဖေဖေထံမှငွေကြေးနှင့်ပတ်သက်တဲ့အကြံပြုချက်များကိုလက်မခံရန်ဆုံးဖြတ်ခဲ့၍စိတ်မကောင်းဖြစ်ခဲ့ရတော့လဲ ထိုးဆုံးဖြတ်ချက်သည်ကျွန်တော်ဘဝ၏နောက်ပိုင်းတစ်လျှောက်လုံးကိုပုံသွင်းပေးနိုင်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့ရပါသည်ကျွန်တော်သည်ပြည်သူစကားကိုနားထောင်ရမလဲဆိုတာဆုံးဖြတ်ချက်ချပြီးတဲ့နောက်ကျွန်တော်၏ငွေကြေးနှင့်ပတ်သက်သည့်သင်ခန်းစာများကိုစတင်လေတော့သည်ကျွန်တော်၏ရမ်းသာသောဖြစ်ဖြစ်နှင့်ငွေကြေးနှင့်ပတ်သက်သည့်သင်ခန်းစာများကိုကျွန်တော်အသက်39နှစ်ရောက်သည့်အထိအနှစ်30လောက်လုံးတင်ကြားပေးခဲ့သည် ကျွန်တော်ဤထုံတိုင်းလာတော့အုံနောက်ထဲသို့ငွေကြီးနှင့်ပတ်သက်သည့်သင်ခန်းစာများရောက်သွားပြီးကျွန်တော်လုံးလုံးရရနားလည်သွားလောက်ပြီဟုသဘောပေါက်ချင်းကြမှသာတင်ကြားခြင်းကိုရပ်တန့်လိုက်ပါသည်ငွေကြီးသည်စွမ်းအား၏အသွင်တစ်ခုပင်ဖြစ်သည်တို့ရတွင်ငွေကြီးနှင့်ပတ်သက်သည့်ပညာကပို၍စွမ်းအားကြီးမားသည်ငွေဆိုသည်မှာဝင်လိုက်ထွက်လိုက်သဘောတဘာဝရှိသည်တို့ရတွင်ငွေကြီးနှင့်ပတ်သက်သည့်လုံဆောင်မှုများကိုနားလည်ပြီးတော့ငွေကြီးပညာကို တက်ကြွမီဆိုပါကတင့်နေနဲ့ငွေကြေးကိုအနိုင်ရရှိပြီးတော့စီစဉ်ချမ်းသာကိုလှုပ်ဆောင်နိုင်မည်ဖြစ်သည်အရာရာအကောင်းမြင်တဲ့ယုံတစ်ခုတည်းနဲ့လှုပ်ဖြစ်နိုင်မည်မဟုတ်ပါအကြောင်းမှာအများစုသည်ကျောင်းတွေတက်ကျောင်းတွေပြီးသွားကြပြီးနောက်ငွေကြေးဤလှုပ်ဆောင်ချက်များကိုမတင်ယူခဲ့ကြသောကြောင့်ဖြစ်သည်သူတို့ဤဘဝသည်ငွေကြေးတို့အလုံးလုံးရင်းနဲ့ကုံဆုံးသွားကြသောကြောင့်ဖြစ်သည်ကျွန်တော်ထိုတင်ကန်းစာများစယူခဲ့စဉ်ကကိုးနှစ်သားရွယ်ပင်ခြေသေးသောကြောင့်ကျွန်တော်ဤရှမ်းသာသောဖေဖေက တင်ကြားပေးသည့်သင်ခန်းစာများမှာမိတ်ဆက်အဆင့်သာရှိခဲ့ပြီးတော့ရိုးရိုးရှင်းရှင်းရှိခဲ့သည့်ထိုသင်ခန်းစာများသည်အဖြေထုတ်ရန်မလိုသောလမ်းညွှန်ချက်သင်ခန်းစာများဖြစ်ခဲ့သည့်ထိုလမ်းညွှန်ချက်များကပင်အပြောင်းလဲများပြီးတော့မတေချာလွန်းသောလောကကြီးတွင်မြည်ခဲ့သို့ပင်ဖြစ်နေစေကမူသင်နှင့်သင်၏ရင်သွေးများကိုချမ်းသာကြွယ်ဝသည့်ဘဝသို့ရောက်ရှိအောင်အထောက်အကူပေးနိုင်ပါလိမ့်မည် ျေးဇူးအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြဖို့တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုအစ်တွေတင်တန်းသိရအောင်ကျွန်တော်တို့ရဲ့ channel လေးကို notification ယူထားပေးကြပါဦးခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြ